ကြည့်ရှုနေကြတဲ့ပရိသတ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ကွက်လက်ဖြစ်ပါအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီစီစဉ်ကိုအပတ်စဉ်တင်ဆက်ပေးနေတာလည်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကွက်လက်ဖြစ်ပါအစီအစဉ်ဆိုတဲ့အတိုင်းကျွန်တော်တို့နိုင်ငံမှာကွက်လက်တွေအများကြီးရှိပါတယ်ဒီကွက်လက်တွေတဲကမှကြီးမားတဲ့ကွက်လက်တစ်ခုအနေနဲ့ပြောပါဆိုရင်တော့စိတ်ချမ်းပါကြီးကွက်လက်တစ်ခုပဲဖြစ်ပါတယ်ဒီကွက်လက်ကိုကျွန်တော်တို့ APP အနေနဲ့တက်နေတဲ့မြဖြည့်စည်းဆောင်ရဲ့ပြနေတာတွေတော့ရှိပါတယ်သို့တော်လည်းလုံလောက်မှုတော့ရှိမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ဒီအချက်ကိုအားလုံးကသိရှိသွားပြီးတော့ ဘလို့ဖြည့်စည်းဝိုင်းဝန်းကြရင်ကောင်းမလဲဆိုတော့ရည်ရွယ်ချက်ကိုပေါ်လွင်စေချင်တဲ့အတွက်ဒီစီစဉ်ကိုရခုတင်ဆက်နေရခြင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီကာလမှာမိမိတို့တဦးချင်းစီမှာရှိတဲ့စိတ်ခွန်အားတွေကိုမကျိုးပဲ့စေဖို့နဲ့ရှစ်ဆက်ပြီးတော့ဘလို့ဆက်လက်ရှင်သန်နိုင်မလဲဆိုတော့စိတ်ဆွမ်းအင်နေနဲ့ပတ်သက်ပြီးတော့အားလုံးကသကဝိုင်းဆွေးနွေးပွဲအစီအစဉ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးဆောင်ရွက်ကြည့်ရှုပေးကြဖို့လည်းမြတ်ပြည်သူများကိုဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်တို့ရဲ့ကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်ရဲ့ဒီတစ်ပတ်တင်ဆက်ပေးသွားမယ်ခေါင်းစဉ်လေးကတော့မုံတိုင်းအလေကငိန်တက်ချင်းဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်ကျွန်တော်တို့အပတ်စဉ်တင်ဆက်ပေးနေလိုက်တာမှာအခုဆိုလို့ရှိရင်အာကျွန်တော်တို့အများကြီးပဲတင်ဆက်ခဲ့ပြီဖြစ်ပါတယ်ဒီတစ်ပတ်မုံတိုင်းအလေကငိန်တက်ချင်းဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော်တို့ဆွေးနွေးပေးဖို့ဝိုင်းဝန်းအားဖြည့်ပေးဖို့ဖိတ်ခေါ်ထားတဲ့ဧည့်သည်နှစ်ယောက်ရှိပါတယ်ဒီဧည့်သည်များလည်းကျွန်တော်မိတ်ဆက်ပေးပါမယ်ခင်ဗျာဟုတ်ကဲ့ပါဟုတ်ကဲ့ကျွန်တော်တို့ရဲ့ဒီတစ်ပတ် ကွက်လက်ဖြစ်ပါအစီအစဉ်ရဲ့မွန်တိုင်းအလေကညီတချင်းဆိုတဲ့ခေါင်းစဉ်လေးမှာပါဝင်အားဖြည့်ပြီးတော့ဆွေးနွေးပြီးမဲ့ဆရာမနဲ့ညီလေးနဲ့ပေါ့နော်ဆိုတော့ကျွန်တော်တို့ဖိတ်ခေါ်ထားတဲ့အတွက်ဒီ live ပြီးဥပပေါင်းဆောင်ရွက်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပထမဆုံးပြောချင်ပါတယ်အားလုံးမင်္ဂလာပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကျွန်တော်ဆက်ပြီးတော့အမအနေနဲ့ဆက်ပြီးပါအောင်ခင်ဗျအဲကျမနာမည်ကတော့ဒေါ်ဆန္နာသွင်းဖြစ်ပါတယ်နိုင်ချင်းသူဟောင်းတယောက်ပေါ့နော်ဟုတ်ကဲ့မမတို့အာနာသိမ့်ပြီးအနီတို့ မိသားစုပေါ့နော်ထောင်တင်ရောမရအောင်ထောင်ကြခဲ့တယ်ပေါ့နှစ်ယောက်စလုံးဖမ်းခံရဒီအာနာသိန်းနာကိုမကျေနပ်တဲ့အတွက်အန်ဒီတို့တွေကဒီတော်လန်ရေးယူပါဝင်ပြီးတော့ပေါ့နော်ထောင်ကြခံပြီးတော့2023ကမှအန်ဒီတို့လွတ်မြောက်တာခြင်းဖြစ်ပါတယ်ပေါ့ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ဆက်ပြီးမလာပါကျွန်တော်နာမည်ကတောင်းအောင်ဆက်ဖြစ်ပါတယ်အဲတကြွလှုပ်ရှားသူတယောက်ဖြစ်ပါတယ်အဲမြန်မာပြည်မှာတော့လည်းပဲအနာမသိခင်ကဒီအမှုပညာနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်ဆက်မင်တာဖြစ်တယ်ပေါ့နော် ာဇကာခဲ့တဲ့ဇမင်တာလုပ်တယ်ပေါ့နော်ဒီဘက်အာနာသိပြီးတဲ့နောက်ဒီဘက်ရောက်လာတဲ့အခါမှာလည်းပဲဒီအမှုပညာနဲ့အာနာရှင်ကိုတော်လန်ပြီးတော့ဆက်ပြီးတော့တော်လန်နေပါခင်ဗျာဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ဒီလိုတော်လန်ရေးကာလမှာလူအများစုကြီးကဘယ်လိုမျိုးဘဝပုံတိုင်းအခက်အခဲတွေတိုက်ခတ်ခံရတယ်လို့ယူဆပါတယ်ပေါ့နော်ဒါနဲ့တစ်ဆက်တည်းဆက်ပြီးတော့မေးချင်တာပေါ့နော်အခုကျွန်တော်တို့အဲ့မုံတိုင်းရေကမ်းမှုတန်လေးခံရပြီဆိုတော့အခါကျတော့ကိုယ့်ရဲ့ကိုယ်နဲ့စိတ်မှာရောဘယ်လိုအကျိုးတရားမှုတွေခံခဲ့ရတယ်လို့ထင်ပါတယ်ပေါ့နော်အန်တီစာပြောပြပါဦး အာနာသိန်းဟိုစိတ်တရားဟိုတာရင်မတည်ငြိမ်ပေါ့နော်အဲ့လိုမတည်ငြိမ်တဲ့အခါကျတော့ဟိုစိတ်ကြမ်းမှရေလုံဖို့တော့လိုအပ်ပြီဆိုပြီးတော့ဒီ APP ကအမားတို့ ਨੇ ပေါ့ဆက်သွယ်ပြီးတော့ဟိုကိုကအမှန်မှန်တော့ကိုကိုကိုတော့မတည်ကိုစိတ်ကိုမတည်တာပေါ့အဲငါတခုခုတော့ဖြစ်နေပြီးငါလုံးမရမယ်ဆိုပြီးတော့ပေါ့နော်အဲ့လိုမျိုးနဲ့လုံးဖြစ်ခဲ့တယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့ဟိုတခြားဘလူအကျိုးတရားမှုတွေရှိသေးလဲပေါ့နော်အကျိုးအခုအကျိုးတရားမှုကဟိုဘာဖြစ်နည်းနည်းတည်ငြိမ်လာပြီပေါ့နော်ဟိုအမားတွေရဲ့ဟိုအမြင်နဲ့အမားတို့စိတ်တမ်းမာကြီးပေးတယ်ဘလူနေဘလူထိုင်ပေါ့နော်ဘလူနေဘလူထိုင်ဟိုကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးအများဖြစ်တာအဲ့တော့ဟိုစိတ်ကိုတည်ငြိမ်အောင်နေဖို့ပေါ့နော်ဘလူလေးတွေနဲ့အာယုံပြဘလူလေးတွေနေအဲ့လိုမျိုးပေါ့နော်ကျမတို့အဲ့လိုမျိုးပေးတဲ့အတွက် ခုတော့ပုံမှန်ပြန်လဲပတ်နေပါပြီဟုတ်ကဲ့ပါကျေးဇူးပါအန်တီကျွန်တော်ညီလေးရောပြောပြပါအောင်အဓိကကတော့ဟိုစိတ်ပိုင်းဆိုင်ရာထိခိုက်ရတယ်ပေါ့အာကျွန်တော်တို့ចောင်းចောင်းဆက်တက်ခွင့်မရဘူးပညာရေးရပ်တန့်သွားတယ်ပြီးတော့ကျွန်တော်ဒီဘက်မှာဒီတော့လိုင်းရေးမပြီးမချင်းကျွန်တော်တို့ရေမျှော်လင့်ချက်မရှိတော့တယ်လို့ကိုခံစားရတယ်ပေါ့နော်လူငယ်တယောက်ဖြစ်တယ်လူငယ်တယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘဝအောင်မြင်ခြင်းနဲ့အရာတွေအများကြီးရှိတယ်နော်အဲ့ခါမှာကျွန်တော်တို့ ခံစားရတဲ့အရာအဆင်မပြေဘူးပေါ့နော်။ဟိုဝမ်းနေရပြီးတော့ကိုမလုံနိုင်ဘူးဆိုတဲ့အရာမျိုးကိုကိုကိုဟိုအပြစ်တင်ပြင်းနေအထိရောက်တယ်ပေါ့နော်။အာဘာလို့ဒီလောက်ဟိုဘာလို့ဒီထက်ပိုပြီးငါမလုံနိုင်ရမှာလဲဆိုတဲ့အရာမျိုး ਨੇ ကိုကိုကို motivation ပြန်ယူပြီးတော့ဒီစိတ်တိခိုက်မှုတွေကိုရှိဟိုဘယ်လိုပြောရမလဲအတွင်းစိတ်တွေမှာအကိုရဟိုထိခိုက်ထားတဲ့ဝမ်းနေမှုတွေကတော့ဟိုမြင်နေရတာပဲလीနော်။အဲ့လိုမျိုးຢာတွေကိုကိုကျော်လွှားနိုင်မှုအတွက်ကတော့ဆွမ်းနာပြောသလိုပဲ ဓိကကတော့ဒီ counseling session AB မှာယူရဲပေါ့နော်ယူပြီးတော့ပဲဒီလိုမျိုးအခုတော့ကြော်လွားနိုင်ခဲ့ပါပြီပေါ့ဟုတ်ကဲ့ပါဆိုတော့နောက်တစ်ခုသိချင်တာကဒီလိုမျိုးဘဝမုံတိုင်းတွေတိုက်ခတ်ခံရတဲ့အချိန်မှာကိုကိုကိုဘာရီပြောဖြစ်သလဲအဲကိုကိုဘာပြန်ပြောလဲပေါ့ပြီးတော့ကိုအနောက်ရှက်စိတ်နောက်ရှက်ဖြစ်တဲ့အတွေးတွေအပြောတွေကဘာရီများပေါ်ပေါက်ခဲ့တယ်လေပေါ့ညီလေးရောပြောပြပါအောင်တခါတလေကျတော့ဘာအနောက်ရှက်ဖြစ်လဲဆိုတော့မပါလို့ပို့ပြီးတော့ဒီထက်ပုံမလုံနိုင်တဲ့အရာမျိုးဆိုတော့ကိုကိုအနောက်ဟို ဆူဆူရရကိုဟိုဂိုင်ဒီဖြစ်စီရယ်ပေါ့နော်ငါဒီတက်ပူကြိုးစားကြိုးစားရမယ်ဒါပေမဲ့လုံနေလားဆိုတော့လေလုံနေတယ်ဒါပေမဲ့ဒီတက်ပူပြီးလုံချင်တဲ့စိတ်တွေကပူပြီးပြင်းပြနေပေါ့နော်တွလင်းအမြန်အောင်မှဖြစ်မယ်အမြန်အောင်မှနောက်ထပ်အာအပြင်းမဲ့တဲ့ပြည်သူလူထုတွေပြီးတော့ကိုနေတက်တူရွယ်တူရဲဘော်တွေမကြချုံအောင်မယ်ဆိုတဲ့အရာမျိုးကဟိုခုချိန်မှာတော့ပူပြီးကိုယ်မိုတီဗေးရှင်းဖြစ်စီရယ်ပူပြီးလုံစီခြင်းတဲ့အရာမျိုးဖြစ်နေရပါတော့ဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါ အာနောက်တစ်ခုဇူနီပြစီချင်တာပေါ့နော်အာလူတွေကဒီလိုကြီးမားတဲ့အခက်ခဲတွေပေါ့နော်ဒီလောကရန်တွေကြုံရပြီဆိုလို့ရှိရင်ဇိုးရင်ပူပန်တာတွေစိတ်ဖိစီးတာတွေကြုံရတတ်တယ်နော်ဒါလည်းဘာဝအဖြစ်ပေါ့ဆိုတော့ဒီအခက်ခဲကိုကြော်ဖြတ်ဖို့ရအတွက်ကျွန်တော်တို့တည်ငြိမ်မှုတစ်ခုတော့လိုတယ်လीနော်ဆိုတော့အဲ့ဒီလိုမျိုးတိဆောက်ဖို့အရေးကြီးတယ်လို့ယူဆပါသလားပေါ့နော်ဒီကိုယ့်ရဲ့တည်ငြိမ်မှုကိုရရှိဖို့အတွက်ဆိုတော့အဲ့ဒါကရောကျွန်တော်တို့အပေါ်မှာဘယ်လောက်အကျိုးသက်ရောက်မှုရှိစီလဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုအန်တီစာပြီးဆွေးနွေးပြပါအောင် ဟိုထောင်ဝန်းဒေါ်လာတော့ကအဲ့ဒီဘေးမှာအမျိုးသားပဲရှိရောအဲ့ဒီရဲ့ပြစ်မှတ်တာလေအားလုံးဘို့ဘောနော်ကိုဘေးဦးလည်းလွန်သားသမီးလည်းလည်းအဲ့လိုမျိုးပေါ့ပြစ်မှတ်ကအမျိုးသားဖြစ်နေတဲ့အခါကျတော့သူ့ကိုပဲအန်ဒီကြည့်မရအောင်ဒီလားအဲ့ဒါကြောင့်ဒီ AAPP ကအန်ဒီကိုဒီလိုမျိုးပေါ့တေချာဟိုဖြောင်းပြပြီးတော့ဒီတေနန်းနေအုပ်လို့ကောင်ဆယ်လင်းနေပေးတဲ့အခါကျမှအန်ဒီစိတ်ကိုဒါ တည်ငြိမ်သွားတယ်ပေါ့အခုနောက်ပိုင်းရန်လည်းမဖြစ်တော့ဘူးပေါ့အဲ့လိုမျိုးကိုယ်ဖြေတတ်သွားပါပြီအဲ့ဒါကျိုးကျေးဇူးပေါ့နော်ဟုတ်ကဲ့ပါဒီကျေးဇူးပါညီလေးလည်းပြောပြပါဦးအဓိကတော့ကိုစိတ်တည်ငြိမ်မှုကတော့အင်မတန်မှအရေးကြီးတယ်ပေါ့နော်ညီလေးတို့စိတ်တွေကဟိုထွေပြားနေမယ်ခရောက်ခဲဖြစ်နေမယ်ဆိုရင်ဘာမှဟိုဘာမှမလုပ်နိုင်ဘူးဟိုကိုယ်လှုပ်ချင်တဲ့အရာတခုကိုလည်း focus ထားပြီးလုပ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မလို့ဒီစိတ်တည်ငြိမ်မှုကတော့ကျွန်တော်ဟို တရားကြိုင်တော့ကြီးကြီးရဲ့လူတယောက်ကစကပုံတော်ရှိရဲ့လေနော်စိတ်ထောင်းတော့ကိုကြီးရဲ့စိတ်ပြိုမှာကိုနုတယ်အဲ့လိုမျိုးပဲပေါ့အဲကိုရဲ့စိတ်လေးတည်ငြိမ်ပြီးတော့အာဟိုလန်းဆန်းနေဖို့အဲဒါမှကိုရှေ့ဆက်ဖို့ဘာပဲလှုပ်လှုပ်ပေါ့နော်လှုပ်ချင်တဲ့အရာတစ်ခုကအောင်မြင်မြင်နဲ့လုပ်နိုင်မယ်လို့ကျွန်တော်ထင်နေပြီဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ဟိုတခြားနီးနာရောဘာတွေလှုပ်လို့ရမယ်လို့ပရိသတ်တွေရောသိအောင်ပေါ့နော် ပြောပြောပြပြပါအောင်အန်ဒီအစပြောပြပြပါအောင်อืมအန်ဒီကတော့ဟိုပါပေါ့နော် တချင်းလေးတွေပါလေးတွေလည်းဖွင့်နေအဲ့ဟိုတလေးဆန်လေးတွေပေါ့နော်ဟိုရှိတယ်အဲ့ဒါလေးတွေကိုလည်းအစာကျွေးလိုက်ပြီးတော့ဟိုအာယုံကပေါ့နော်ဟိုဒီအတွေးတဲ့ဟိုအရန်မမရောက်ပါပေါ့နော်အဲ့ကိုအဲ့ရန်စိတ်ညစ်လာရင်တချင်းဖွင့်ဖွင့်မဖွင့်အဲ့ရက်ွက်ထဲကခွေးလေးတွေအစာလေးတွေကျွေးလိုက်ပေါ့နော်အဲ့လိုလေးတွေနဲ့ပဲစိတ်ကိုဖြေပြောက်လာတာအော်ငါတယောက်တည်းမှမဟုတ်တာဖြစ်တာတတိုင်းမီလုံးပေါ့နော်အဲ့လိုမျိုး တွေးတွေပေါ့နော်အကုန်လုံးဝင်လာတယ်ပေါ့ငါတို့ထက်စိုးတဲ့ဘဝတွေဟလာရက်ွက်ထဲမှာလဲဟိုအကုန်လုံးဘဝတွေပြက်ကြတယ်ကူကြီးမိသားစုတွေငါတို့ကမှပြန်စုံနိုင်သေးတယ်သူတို့မစုံနိုင်နဲ့မိသားစုတွေအများကြီးပါလားဆိုတော့အတွေးလေးတွေနဲ့ပေါ့နော်ကိုကိုကိုဖြည့်ရင်းနဲ့ပဲအခုတည်ငြိမ်အောင်နေခဲ့ပါပဲအခုနေလာပြီပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ဒါဆိုရင်နေ့စဉ်ဘဝမှာကိုအလေးချင်းတစ်ခုအနေနဲ့လုပ်ဖြစ်တဲ့အရာရှိ လာပေါ့เนาะအဲ့ဒါလေးလည်းသိကျင်ပါလေနေ့စဉ်ပေါ့ကိုယ့်ရဲ့ဒီတည်ငြိမ်အကျဉ်းမှုရအောင်လုပ်ဖြစ်တဲ့အာဘာခေါ်လဲအလေးအကျဉ်းလေးတစ်ခုเนาะနေ့စဉ်လို့လို့လုပ်ဖြစ်တဲ့အလေးအကျဉ်းလေးတစ်ခုရှိတယ်ဆိုရင်ရောဗာများဖြစ်မလဲအဲ့ဒီပြောပြပါအောင်အဲ့ဒါတော့ဖះဆုံးတော့ကပ်ပြီးရေလဲတာဘာလို့ပေါ့เนาะအန်ဒီတို့အသက်ကြာတော့ဟောဟုတ်ကဲ့လမ်းလျှောက်တာပေါ့ညနေပိုင်းကျမ်းမာရေးအတွက်လမ်းလျှောက်တယ်အဲ့လိုမျိုးပေါ့ဒါအလေးအကျဉ်းတစ်ခုလို့မျိုးနေ့စဉ်လုပ်ဖြစ်တာပေါ့เนาะဟုတ်ကဲ့ပါညီလေးဆိုရင်ရောညီလေးတင်နေတာတော့ဟိုအသက်ရှူလေးခြင်းကံပေါ့ပုံမှန်ပေါ့ဟိုအဲ့လိုမျိုး တနေ့ဟိုမနက်အရာနိုးတယ်ဖြစ်နိုးတဲ့ခါမျိုးမှာအတော့အောင်ယူလိုက်တယ်ပေါ့နော်ဟိုမနက်ခင်းကစိတ်ကလန်းဆန်းနေမှာတနေ့တန်းလုံးကပုံပြီးအစီအမီမှာဆိုအသက်ရှူလေးခြင်းကံလေးကိုပုံမှန်လုပ်ဖြစ်တယ်ပြီးတော့အိတ်ခန်နေကြလို့ရှင်အိတ်ခန်နေအခါမျိုးမှာလည်းလုပ်ဖြစ်တယ်ပေါ့တခါတလေကိုအရန်စိတ်တွေမိုးကျက်နေတဲ့ဟိုစိတ်တွေကအစီအမပြဖြစ်တော့တဲ့အခါမျိုးမှာလည်းဒီအသက်ရှူလေးခြင်းကံလေးကိုပုံမှန်လေးတော့လုပ်ဖြစ်ပါပြီဟုတ်ကဲ့ပါကျေးဇူးပါဆိုတော့ဒါဆိုရင်ကျွန်တော်မေးချင်တာကလေကိုကိုကိုတည်ငြိမ်မှုကိုရှာဖွေတာက အဲ့လိုလုပ်ယူလို့ရသလားပေါ့လေ့ကျင့်လို့ရလားပေါ့နော်ဆိုတော့အဲ့ဒါလေးကိုလည်းသိချင်ပါတယ်ဆိုတော့ဟိုဒီလိုမျိုးအခက်ခဲတွေကြုံနေရတဲ့အခုလိုအချိန်ကာကာလမှာလीနော်ဆိုတော့မတိမချာမရေရာမှုတွေကလည်းရှိနေတယ်ဆိုတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီဆော့ဆော့ပြောတဲ့လေ့ကျင့်ကောင်းလေးတွေကရှစ်ဆက်ဖို့ရာအတွက်တောင်းအားတစ်ခုဖြစ်စေတယ်လို့ထင်လားပေါ့နော်အကူအညီဖြစ်စေတယ်လို့ထင်လားပေါ့အန်တီပြောပြပါအောင်ဟုတ်ကဲ့ဖြစ်စေပါဟိုဒါဘာလို့လဲဆိုတော့ကိုကတော့ပထမတယောက်တည်းတုန်းကတော့ဒီဟာတွေကိုတိတ်နားမလဲခဲ့ဘူးเนา ခုခုဒီဆ iam မကောင်းသလင်းနေပါလေယူလိုက်တဲ့အခါကျတော့အဲဆ iam ရဲ့ဒီဆ iam နေတတ်ထိုင်တတ်ဖို့အသက်ဟိုငုံးကြက်လာရင်ဘလို့လေးတင်ကန်းနေလှုပ်ဖို့ဟိုအဲ့လိုမျိုးပေါ့နော်ပြောတယ်နောက်တော့ဒီကိုတယောက်တည်းမှမဟုတ်ဘူးအားလုံးဖြစ်နေတာဖြစ်နေတာအမားတယောက်တည်းမဟုတ်ဘူးအဲ့တော့စိတ်ကိုနေတတ်အောင်နေဖို့ဆိုတဲ့လေးတင်ကန်းနေဖို့အမားတို့ပေးလိုက်တဲ့အခါကျတော့အဲ့လိုလေးပေါ့ တွေးလိုက်တဲ့အခါကျတော့အော်ဖြစ်တာငါတယောက်တည်းမဟုတ်ဘူးအဲအဲ့လိုမျိုးပေါ့ဆရာမနေတတ်အောင်တည်မေးလိုက်တဲ့အခါကျတော့အဲ့လိုလေးတွေနဲ့တွေးနေတဖြည်းဖြည်းတည်ငြိမ်သွားတာပေါ့နော်အဲ့ဒါတော့အမအတွက်အကျိုးကျေးဇူးပေါ့ဟုတ်ကဲ့ပါကျေးဇူးပါအဲ့ဒီညီလေးလေးပြောပြပါအောင်နော်အလေးချင်းလို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့လည်းဒီကောင်စလင်းဆက်ချင်မယူခင်ကပေါ့နော်ဘလို့လေးချင်းရမှမသိဘူးအာဒီတိုင်းပဲစိတ်ညစ်လဲစိတ်ညစ်လိုက်တယ်ပြီးတော့ပူဆိုးတာဘလို့ဖြစ်လဲဆိုတော့လူငယ်ဆိုတော့ကိုစိတ်ညစ်တဲ့အခါမျိုးမှာကို emotion နဲ့လိုက်တဲ့တခြင်းကိုနားထောင်တာ ဥမာဟိုစိတ်ညစ်တယ်ဆိုရင်အစိတ်ညစ်တဲ့အဆွေးတစ်ချင်နေနားထောင်လဲအဲ့တော့ပူဆိုးတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့နောက်ပိုင်းကျတော့ဒီ counseling session ယူပြီးတဲ့နောက်မှာကိုယ့်ရဲ့အတွေးတွေအဲကိုယ့်ရဲ့ဟိုဟာတွေဟိုစိတ်ပိုင်းဆိုင်ရာတွေကိုတည်ငြိမ်အောင်မှုအာလုံယူလာနိုင်တယ်ပေါ့နော်ဤစနစ်တွေတိလာတယ်ဒါကြောင့်မို့လို့လဲကိုယ့်စိတ်တွေပို့ပြီးတော့တည်ငြိမ်လာတယ်ပြီးတော့ချိဆက်ကိုလုံးမဲ့အရာတွေကိုလည်းတေချာ focus ထားပြီးတော့ဆက်လုံနိုင်တယ်ပေါ့နော်အဲ့ဒါတော့အကျိုးကျေးဇူးတစ်ခုလို့ပဲပြောလို့ရတယ်ဟုတ် ဟုတ်ကဲ့ပါဂျေစုပါသိချင်တာကဒီလိုမျိုးစိတ်တည်ငြိမ်မှုပေါ့နော်ဆိုတော့ညီတက်မှုတစ်ခုရဖို့ရှာဖွေဖို့ဆိုလို့ရှိရင်တယောက်ယောက်ရဲ့အကူအညီလိုလေလို့ထင်လားပေါ့နော်ဆိုတော့အန်ဒီတို့ကိုယ်တိုင်ရောညီလေးတို့ကိုယ်တိုင်ရောတယောက်ယောက်စီကအကြံဉာဏ်ယူခဲ့တာခွန်အားယူခဲ့တာမျိုးအကူအညီယူခဲ့တာမျိုးရှိခဲ့လားပေါ့ရှိခဲ့တယ်ဆိုရင်လည်းအဲ့ဒီတွေ့ကြုံလေးကိုပြောပြပေးပါအောင်အန်ဒီကစပြောပေးပါဦးဟုတ်ကဲ့ဟိုရှိခဲ့တယ်လေရှိခဲ့လို့အန်ဒီကောင်စလင်းယူလို့ဒါသူနေထက်သွားပြီပေါ့နော်ဘာဖြစ်ဖြစ်ဟို ညတွေးတတ်သွားပြီပေါ့နော်ဟိုဟိုကိုတယောက်တည်းမဟုတ်ဘူးအဲ့လိုမျိုးဆိုရဲအတွေးမျိုးတွေဝင်လာတဲ့အခါကျတော့ဒါကောင်ဆယ်လင်းရဲ့အကျိုးကျေးဇူးဟုတ်ကဲ့အဲ့တော့ဒီခါညီလေးကိုမေးမယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတည်ငြိမ်မှုကိုရှာဖွေဖို့ဆိုလို့ရှိရင်တယောက်ယောက်အကူအညီနာမို့ခွန်အားဖြစ်စေတဲ့သူတယောက်ယောက်ပေါ့နော်ဟိုပဝင်းကျင်ကောင်းလေးတစ်ခုအဲ့လိုမျိုးတွေကလူလားပေါ့နော်ဆိုတော့ညီလေးပြောပြပေးပါဦးညီလေးအမြင် โอเคညီလေးအတွေ့အကြုံရဆိုတော့လိုတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ညီလေးတယောက်တည်းဟိုစိတ်တက်တွေကြာပြီးတော့ဖြစ်နေတဲ့အချိန်မျိုးမှာကိုကူကိုပြန်ပြီးတော့နည်းလည်းမထူနိုင်အရင်စိတ်တက်တွေကြာတယ်။အဲ့အချိန်မှာဒီ AABB ရဲ့ counseling session တိလိုက်ရတယ်။အမားတယောက်မိတ်ဆက်ပေးရပေါ့နော်။ counseling ပြကြည့်ပါလားပေါ့နော်။အဆင်ပြေရဲ့ဆိုโอเคပြကြည့်မယ်ဆိုတော့အခုညီပေါ့နှွေးထွေးတဲ့ဝင်းကျင်လေးကိုရင်ဖွင့်ရတခုရသွားတယ်။ပြီးတော့ကိုကိုစိတ်တက်ခွန်အားတွေဖြစ်စီတဲ့အရာတွေနီးမှန်လမ်းမှန်တွေတိလိုက်ရတယ်ပေါ့။ဒါကြောင့်မို့ဒါကဟို လူတိုင်းတို့အခုလိုမျိုးမုံတိုင်းအလေရောက်နေတဲ့လူတိုင်းအတွက်လိုအပ်တယ်လို့ထင်တယ်ဒါမှလည်းကိုကိုရဲ့စိတ်တကြနေရကိုတယောက်တည်းမဟုတ်ဘူးပြီးတော့ဒါကိုအတွက်ဘယ်လိုမျိုးအတွေးတွေပြောင်းပြီးတော့ဘယ်လိုမျိုးရှေ့ဆက်ဖို့အတွက်ခွန်အားတွေဖြစ်စေမလဲဆိုတာကဒီပတ်ဝန်းကျင်ကောင်းနေပြီးတော့နီးနာပြတတ်မဲ့ဥမာဟိုစကုံရှိပါတယ်ဆရာမပြနီးမကြဆိုတဲ့ပုံစံမျိုးပဲဟိုသူတို့လမ်းပြလိုက်တယ်ပေါ့ကောင်စလင်ကဆရာဆရာမတွေလမ်းပြလိုက်တဲ့အရာကတကယ်ကျွန်တော်တို့ဒီကျွန်တော်တို့အခုမုံတိုင်းအလေမှာကြုံနေရတဲ့ဒူတိုင်းအတွက် မတော်မှခုံအားတွေဖြစ်စေတယ်ဒါကြောင့်မလို့ဒီအဲ့လိုမျိုးဒီစုံတယောက်ရှိရအကူညီဆိုတာကယူယူတင့်တယ်တယောက်တည်းဖြည့်ရှင်းလို့မရကျွန်တော်တို့အားလုံးစုပြီးတော့ဖြည့်ရှင်းရမယ့်အရာပေါ့နော်ဘာလို့လဲဆိုတော့အားလုံးနဲ့ဆိုင်တဲ့အရာဖြစ်နေရအောင်မုံတိုင်းကြီးကအဲ့မုံတိုင်းကိုရင်ဆိုင်မှုအတွက်ဆိုရင်အားလုံးတူတူဝိုင်းဝန်းပြီးတော့အာကြိုဖြတ်မှရမှာဆိုတော့အားလုံးရဲ့ပုံဝန်းကျင်ကောင်းကလည်းအမှန်တကယ်အရေးကြီးပါတယ် ဟုတ်ကဲ့ပါကျေးဇူးပါပြည်ပြည်စုံစုံပြောသွားပြီးတဲ့အတွက်ဆိုတော့အခုကတော့ဒီနောက်ဆုံးပိုင်းလေးပေါ့နော်နောက်ဆုံးပိုင်းလေးအနေနဲ့ပြောဇူနီပြစေချင်တာပေါ့နော်ဒါပရိသတ်ကြီးစုနေတဲ့ပရိသတ်တွေလည်းအားလုံးကိုမျှဝေတဲ့သဘောပေါ့နော်ဆိုတော့အခုလိုတော်လိုင်းရေးကာလမှာပေါ့နော်ဆိုတော့လုံခြုံရေးအရာပဲဖြစ်ဖြစ်ဇာဝတ်နေရေးအရာပဲဖြစ်ဖြစ်နောက်တခြားသောလူမှုရေးကိစ္စတွေကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဆွင့်တော့ကရောက်နေတဲ့သူတွေအများကြီးပဲနော်ဆိုတော့ဒီလိုမုံတိုင်းတွင်းမှာပဲအသက်ရှင်ကြံရစ်အောင်နော်ဟိုကြိုးစားနေကြတဲ့ ူတွေအများကြီးရှိတယ်ကျွန်တော်နားမှာလည်းရှိတယ်နော်ဟိုတတိုင်းပြည်လုံးမှာလည်းရှိတယ်ဆိုတော့အဲ့လိုမျိုးမုံတိုင်းတွင်းမှာအသက်ရှင်ကြအောင်ကြိုးစားနေတဲ့လူတွေအားလုံးကိုဆီယာမားတို့ဒီလေးတို့ကဘလို့များသတင်းစကားလေးပေးခြင်းလေပေါ့နော်ကြည့်ရှုနေကြတဲ့ပရိသတ်ကိုဒီတော်လိုင်းကြီးမပြီးမချင်းအားလုံးဆက်ချောက်ကြမယ်လို့သတင်းစကားပါခြင်းပါတယ်ဟုတ်ဟုတ်ကဲ့ကျေးဇူးပါဒီလေးလေးပြောပြပါအောင်ဟုတ်ကဲ့ညီလေးတို့ကမုံတိုင်းအလေရောက်နေရပါတော့မုံတိုင်းပြီးရင်လေးပြေလာမှာပေါ့နော်အဲလေးပြေလာတဲ့နေ့ကရောက်တော့မယ် အဲကျွန်တော်အားလုံးတူတူသွားနေကြတယ်အခီကိုအဲ့တော့စိတ်တမကြနဲ့အားလုံးတူတူရှိရယ်ကျွန်တော်အားလုံးမကြခင်တူတူကြောဖြတ်နိုင်မယ်လို့ယုံကြည်ရယ်အားအားလုံးဖေးမှပြီးတော့အတူတူပေါ့နော်အဲမောင်နှမအရင်ချာလူမျိုးပဲဒီမုံတိုင်းကြီးကိုကြက်ကြက်ခံပြီးတော့ကြော်လွားကြမယ်ဒါကြောင့်မို့လို့အတင်းနာပါလို့ကျွန်တော်တို့အားလုံးတူတူရှိနေပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် အဲ့တော့ဒီနေ့အစီအစဉ်လေးကတော့ကျွန်တော်တို့ရဲ့ကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်ဒီခေါင်းစဉ်လေးအစီအစဉ်ခေါင်းစဉ်လေးအတိုင်းပဲကျွန်တော်တို့ကွက်လက်တွေကအများကြီးရှိတယ်ရှိတာကိုကျွန်တော်တို့ကကိုကိုယ်တိုင်လည်းဖြည့်ကြမယ်တခြားသူတွေအချင်းချင်းလည်းဝိုင်းဝန်းဖေးမှပြီးတော့ဖြည့်နေကြတယ်ပေါ့နော် နောက်တစ်ခုကတော့ဒီစိတ်ကျမ်းမာရေးရဲ့ကွက်လက်ကိုလည်းပဲကျွန်တော်တို့ကဝိုင်းဖြည့်နေကြရတယ်။ကိုတယောက်တူတယ်မဟုတ်ဘူးနော်။ကိုကလည်းသူများကိုဖြည့်ပေးရတာမျိုးတွေရှိတယ်ပေါ့နော်။ဆိုတော့အဲ့ထဲမှာကျွန်တော်ဒီနေ့အဓိကဥစားပြီးပြီးဆွေးနွေးသွားတာကမုံတိုင်းအလေကညီတက်ချင်းဆိုတဲ့ခေါင်းစဉ်ပေါ့နော်။ဆိုတော့မုံတိုင်းအလေမှာရောက်နေတယ်ပြီးတော့ညီတက်မှုဤချမ်းမှုတစ်ခုရှာဖွေပြီးတော့ရှေ့ဆက်တယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုးပြည့်ပြည့်စုံစုံနဲ့အာပူပေါင်းပါဝင်ဆွေးနွေးပေးတဲ့အတွက်အာဆီမအော်ညီလေးဝော် ကျေးဇူးအများကြီးကျွန်တော်တို့ရဲ့ဒီကွက်လက်ဖြီပါအစီအစဉ်ကနေကျေးဇူးအများကြီးတင်ရှိပါတယ်လို့ပြောချင်ပါတယ်အဲ့တော့ကျွန်တော်လည်းတော်တော်လေးမှတ်သားလိုက်ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဒီစိတ်တည်ငြိမ်အင်ဂျင်မှုရောက်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒီအန်တီရောညီလေးရောပြောတဲ့အချက်တွေတွေရဟာတွေကိုကျွန်တော်ဘုဒ္ဓရာအဖြစ်နဲ့အများကြီးရလိုက်ပါတယ်ခွန်အားလည်းရပါတယ်ဆိုတော့အဓိကအချက်တွေကတော့ဘာတွေလဲဆိုတော့ကျွန်တော်တို့ကမုံတိုင်းကိုမလို့ချင်းပြိမဲ့လို့လေရောက်လာတဲ့အခါမှာကျွန်တော်တို့ရင်ဆိုင်ကြရတယ်ဆိုတာလေးတွေကျွန်တော်သိလိုက်ရတယ်အခက်အခဲတွေအများကြီးကြားရရပဲ ကိုကိုကိုဘယ်လိုအတွေးပြောင်းရင်ကောင်းမလဲเนาะဘယ်လေးကျင်ကန်းလေးတွေနဲ့အလေးကျင့်လုပ်ပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်ပေါ့ချီတက်မယ်ဆိုတာလေးတွေကျွန်တော်မှတ်သားလိုက်ရပါတယ်အာနောက်တစ်ခုကတော့ဒီအခက်ခဲတွေဂျားထဲမှာကိုကိုတည်ငြိမ်မှုရှာတဲ့နေရာမှာအဒီမှာရှိတဲ့နီနာလေးတွေကျွန်တော်ရလိုက်တယ်ညီလေးပြောတဲ့နီနာလေးတွေပေါ့နော်ဆောဆောဆိုလို့ရှိရင်ဒီအာသူ့နေရာမှာကိုဝင်ပြီးတော့ role play လုပ်တဲ့နီလေးတွေနောက်အသက်ရှူလေးချင်းကနောက်ဖျားရှိခိုးတာ เนาะဟိုလမ်းလျှောက်တာတချင်းနားထောင်တာဒါမျိုးလေးတွေလည်းကျွန်တော်မှတ်သားလိုက်ရပါတယ်အရန်လည်းအချိုးကျေးဇူးရှိပါတယ်ဒီကြည့်ရှုနေတဲ့ပရိသတ်တွေလည်းအာတစုံတရာအထောက်ပံ့လက်ရှိလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ဒီနေ့အစီအစဉ်လေးကိုပုံအောင်ဆောင်ရွက်ပေးတဲ့ပါဝင်ပေးတဲ့အတွက်ဇူးနီပြောကြားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့အနေတို့ကလည်းကျေးဇူးတင်ပါတယ်အခုကောင်ဆယ်လင်းလုပ်ပေးတဲ့ AAPP ကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျေးဇူးနေကြတဲ့ပြည်သက်များခင်ဗျာ အခုကျွန်တော်တို့ရဲ့ကွက်လက်ဖြည့်ပါအစီအစဉ်ရဲ့ဒီတိကျရောက်တဲ့အပိုင်းလေးကတော့မုံတိုင်းလေကညီသက်ချင်းဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဒီတစ်ပတ်အစီအစဉ်မှာမုံတိုင်းလေက ီတချင်းဆိုတဲ့ခေါင်းစဉ်ကိုကျွန်တော်တို့ဧည့်သည်နှစ်ယောက်နဲ့အတူကျွန်တော်တို့ဇွေးနွေးပြီးတော့သကပိုင်းစီစဉ်လေးပုံစံနဲ့ကျွန်တော်တို့တင်ဆက်ပြီးသွားတာဖြစ်ပါတယ်။ကြီးစုနေကြတဲ့ပရိသတ်များလည်းပဲဒီဇွေးနွေးမှုလေးကနေတဆင့်စိတ်သက်ခွန်အားတွေပြန်လည်ရရှိပြီးတော့ရှစ်ဆက်ဘလို့ကျွန်တော်တို့လေ့ကျင့်ခေါင်းတွေနဲ့ရင်ဆိုင်ကြော်လွှားဖြတ်တန်းလို့ရတယ်လဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့လည်းတစုံတရာခွန်အားရရှိလိမ့်မယ်။အာ အားဖြည့်မှုတစ်ခုရရှိလိမ့်မယ်လို့အဲကျွန်တော်တို့မျှော်လင့်ပါတယ်။နောက်ပတ်တွေမှာလည်းပဲဘယ်လိုအစီအစဉ်မှာဘယ်လိုခေါင်းစဉ်နဲ့အကြောင်းအရာတွေနဲ့ချင်းကပ်ပြီးတော့ကျွန်တော်တို့ဆက်လက်ထုတ်လွှင့်သွားမလဲဆိုတာကိုလည်းဆောင်းမြော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။